ုနောက်ပိုင်းဖုန်းတွေမှာ AI features ကိုအပြိုင်ဆိုင်ထည့်လာကြရပြဒါလည်းရှင်းပါတယ်ဒီ AI features ကကျွန်တော်နေ့စဉ်လုပ်နေရတဲ့အလုပ်တွေကိုပို့ပြီးတော့လွယ်ကူရိုရှင်းမြန်ဆန်အောင်လုပ်ဆောင်ပေးနိုင်တာ哦ဒါပေမဲ့ကျွန်တော်အမြင်ရဆိုရင်တော့ဒီ AI features ကြီးလေဖုန်းတွေထဲဆိုင်ရင်ကျွန်တော်တို့နေ့စဉ်သုံးနေရတဲ့ device တွေမှာပါသုံးလို့ရရင်ပိုကောင်းမယ်ဆိုပြီးကျွန်တော်အမြဲတွေးပြခဲ့ရပေါ့နော်ဥပမာအနေနဲ့ဗျာ tablet တွေမှာဆိုရင်ကျွန်တော်အလုပ်အတွက်ပဲဖြစ်ဖြစ်အကြောင်းအတွက်ပဲဖြစ်ဖြစ်သုံးရတဲ့ အခါမျိုးမှာဒီ AI feature စီကပို့ပြီးတော့တွန်းရတာတွန်းလို့ပိုကောင်းတယ်ဗောနော်ဒါကြောင့်လဲ Samsung ID Galaxy Tab S10 Fan Edition ဆိုပြီးတော့ tablet အစ်စ်ထုတ်လာတယ်ဒီ tablet မှာကျွန်တော်တို့ AI feature စီအများကြီးထည့်ပေးလာတာကိုလည်းတွေ့ရတယ်တကယ်လဲ Samsung ရဲ့ဒီ FE Fan Edition ဆိုတာကအရင်တော့ကျွန်တော်ဖုန်းတွေမှာပဲတွေ့ခဲ့ရတာအခု Samsung ကနေပြီးတော့ဒီ Galaxy Tab S10 FE ဆိုပြီးတော့ Fan Edition ကိုပါ tablet version ထုတ်လာတဲ့အပြင်မှာတွန်းရတဲ့ user experience ကလည်း flagship tablet တစ်ခုဖြစ်တဲ့သူ Galaxy Tab S10 လိုမျိုးတွန်းရတဲ့အပြင်မှာတချို့နေရာလေးမှာ short ထားရလေးရှိတော့ဈေးအနေနဲ့လည်း ်ပို့ပြီးတော့တက်တာသွားတယ်ပြီးတော့ဒီရဲ့ပိုင်းအတွင်းမှာလည်းကျွန်တော်ဒီ Galaxy Tab S10 FE Tablet ကဆန်းသုံးကြည့်ရတာမိုက်တယ်ဗျအစပိုင်းတော့တော့ကျွန်တော်ပုံမှန်ရိုးရိုးလေးပဲပေါ့နော်ဆန်းတာဆိုပေမဲ့ဒီ AI feature တွေကိုဆန်းရတာသဘောကျသွားလို့ဒီဗီဒီယိုလေးလုပ်ပေးလိုက်တာဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ဒီ Galaxy Tab S10 FE series မှာပါတဲ့ AI feature တွေအကြောင်းကိုပြောပြပေးမှာအရင်ဆုံးဒီ Galaxy Tab S10 FE အကြောင်းကိုပြောမှဆိုရင်သူက version နှစ်မျိုးလာမယ်ကျွန်တော်ပုံမှန် Galaxy Tab S10 FE ရဲ့ Galaxy Tab S10 FE Plus ရဲ့ပေါ့နော်အဲသူက foundation ဆိုပေမဲ့အသစ်ထွက်လာတာဆိုတော့ Galaxy Tab S10 series နဲ့လည်းတူတဲ့အချက်ကများ ားတယ်။ Sacrin site အနေနဲ့ဆိုရင် Glazy Tab S10 FE က10.9 inches, Glazy Tab S10 FE Plus က13.1 inches ဆိုတော့ Sacrin site ခက်ကြီးကြီးဖြစ်သွားမယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်အလုပ်အတွက်ပဲဖြစ်ဖြစ် Entertainment ဘိုင်းအတွက်ပဲဖြစ်ဖြစ်သုံးလို့ပိုကောင်းလာတယ်။အဲ့ဒါအပြင်မှာ IP rating အနေနဲ့ဆိုရင်လည်းသူ IP68 ဖြစ်ဖြစ်သွားတဲ့အခါကျတော့တုံးရေတံဖုံးနေနေပါဗျာ။ခံနိုင်သွားပြီဗျာ။အဲတခြား spec တွေပြောရမယ်ဆိုရင်တော့ဒီ tablet တွေကအထူးအ 10mm ပဲရှိမယ်။ဆိုတော့ကဲရတာပေါ့ပေါ့ပါပါပဲအဲ့ဒီထဲမှာမှာအလူမီနီယံကိုယ်တွေကိုသုံးထားရဆိုတော့ပရီမီယံဖီလင်းကိုလည်းနည်းလေးခံစားရပါတော့ display ဘက်မှာတော့ IPS LCD အမျိုးအစားကိုသုံးပေးထားတယ်90 hz refresh နဲ့ပဲ camera ဘက်မှာလည်းကျွန်တော်တက်တင် megapixel camera selfie camera ရော12 megapixel camera ကိုထည့်ပေးထားတယ် performance အတွက်ဆိုရင်လည်း Exynos ရဲ့1580 chip ကိုသုံးပေးထားတယ် RAM က 8GB storage က 128GB version နဲ့လာမယ်မိုက်တာကတော့ battery ဘက်မှာပေါ့နော်ကျွန်တော်ပုံမှန် Galaxy Tab S FE မှာဆိုရင်8000 mAh battery ပါလာမယ်ဒီအကြီးပေါ့နော် Galaxy Tab S FE Plus Edition မှာဆိုရင်10000 90 mAh battery ဆိုပြီးတော့ capacity တော်တော်များများထည့်ပေးထားတယ် ပြန်အားသွင်းမယ်ဆိုရင်လည်း45 watt fast charging နဲ့အားသွင်းလို့ရရဆိုတော့ဒီဘက်မှာမစိုးလို့ပြောလို့ရရပေါ့နော်ပြီးတော့ fingerprint sensor ကလည်းကျွန်တော်တို့ signboard fingerprint ကိုပဲသူဆက်ပြီးတော့သုံးပေးထားတယ်ပြီးတော့အခုဒီ Samsung ရဲ့ Galaxy Tab S10 FE တွေကိုသုံးဖြစ်တဲ့အချိန်မှာဒီ Samsung ရဲ့ Galaxy AI features ကြီးပို့ပြီးတော့သုံးလို့ကောင်းလာတာကိုသတိထားမိတယ်အဓိကပိုကောင်းသွားတဲ့အချက်က Galaxy Tab S10 FE series tablet တွေကကျွန်တော် S Pen နဲ့တွဲသုံးလို့ရတဲ့အချက်ကပို့ပြီးတော့ သူ့ကို AI ပိုင်းနေမှာသုံးရတဲ့နေရာမှာပို့ပြီးတော့ကောင်းသွားစေတယ်ဒီလို S Pen နဲ့တွဲသုံးလို့ရသွားတဲ့အတွက် Samsung ရဲ့ Note App တွေမှာဆိုရင်ကျွန်တော်ဖုန်းပေါ်မှာထက်အများကြီးပို့ပြီးတော့အလုပ်လုပ်လို့ရတာအများလာပြီဗျာ Samsung ရဲ့ Note App ဆိုတာကလည်းအရင်ကတည်းကကျွန်တော် Galaxy AI နဲ့လုပ်လို့ရတဲ့ feature တွေကအများကြီးပဲဒါမှမဟုတ် S Pen နဲ့ကျွန်တော်တို့လေးရင်းနဲ့ရေးလိုက်မယ်အဲ့ဒါကိုမှ AI ကို list လုပ်ခိုင်းလို့ရတယ်နောက်ပြီး AI ကိုရှိပုံစံပြန်ပြီးတော့ ဆွဲခိုင်းလို့ရတယ်။နောက်ဒီ Galaxy Tab S 10 FE ရဲ့ Note App မှာသဘောကျဖို့ကောင်းတဲ့ Galaxy AI features တစ်ခုရှိသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော် audio တွေကို transcribe လုပ်ပေးနိုင်တာပေါ့နော်။ပြောရရင်ဗျာကျွန်တော်စာတင်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်တခြား meeting တက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်ပြောနေတဲ့စကားတွေကိုကျွန်တော် recording လုပ်ထားလိုက်မယ်။ပြီးသွားလို့ရှိရင်ကျွန်တော်အိမ်ကိုပြန်ရောက်တဲ့အခါမှာအဲဒီပြောသွားခဲ့တဲ့ဟာတွေအကုန်လုံးကိုစာအနေနဲ့ transcribe ပြန်လုပ်ဒါမှမဟုတ် list ပြန်လုပ်ခိုင်းလို့ရတာကအလုံးလုံးနေရာရဲ့သူပဲဖြစ်ဖြစ်ဗျာကြောင်းတက်နေရာရဲ့သူပဲဖြစ်ဖြစ်သဘောကျမှသိချရတယ်။ပြီးတော့တင်ချာပုံစံတွေကိုလည်းသူကအစင်းစင်းဖြေပြီးတော့ပြနိုင်တဲ့ level တစ်ခုထိ ရောက်သွားပြီပေါ့နော်။ပြီးတော့ကျွန်တော်ခုနကပြောခဲ့လိုမျိုးပဲဒီ S Pen နဲ့ဒီလို screen ကြီးကြီး tablet တွေသုံးရတာကနောက်ထပ်ပုံမိုက်တဲ့ features တစ်ခုရှိသေးတယ်။အဲ့ဒါဘာလဲဆိုတော့ cycle to search ပါ။ cycle to search ဆိုတာကျွန်တော်ပုံမှန်ဖုန်းတွေမှာသုံးလို့ရတဲ့ features တစ်ခုပဲ။ဒါပေမဲ့ဖုန်းတွေမှာဆိုရင်ကျွန်တော်လက်ညှိုးနဲ့ဝိုင်းပြီးတော့ရှာနေရသေးတယ်။ဒီမှာဒီ tablet ပေါ်မှာ S Pen လေးနဲ့တခြားဝိုင်းပြီးတော့ကိုရှာချင်တာကိုရှာလိုက်ရတာပို့ပြီးတော့ရှာလို့လွယ်တယ်ဗျာ။လူမျိုး S Pen နဲ့သုံးတာကနောက်ထပ်ပုံအဆင်ပြေတဲ့နေရာတစ်ခုလည်းရှိသေးတယ်။အဲ့ဒါဘာလဲဆိုတော့ Galaxy AI features တွေကကျွန်တော် photo editing ပိုင်းပေါ့နော်။ ဓာတ်ပုံပြင်းတဲ့နေရာမှာအများကြီးသုံးရတာဖုန်းနဲ့ဘာမှအောင်မဆိုင်တော့ဥပမာပြကျွန်တော် AI eraser ဆိုရင်လည်းပစီသေးသေးလေးတွေကအစားဒီ S Pen နဲ့တခြားဝိုင်းပြီးတော့ဖယ်လို့ရမယ်။နောက်ပြီးတော့တကယ်ဒီ Flashy Galaxy S25 series မှာလို့ပဲ generative face AI တွေကိုဓာတ်ပုံတွေမှာမျက်နှာဝါနေဆိုရင်ပြန်ကောင်းအောင်လုပ်ပေးနိုင်တဲ့ AI best face လိုမျိုး feature တွေကိုလည်းဒီ S Pen နဲ့သုံးရတဲ့နေရာမှာတော်တော်လေးအသုံးတည်တယ်။သုံးရတာပို့ပြီးတော့ smooth ဖြစ်တယ်ဗျာ။ ဒီ debug ပိုင်းအပြင်မှာကျွန်တော် Samsung ကထည့်တဲ့ပေးတာ Galaxy AI feature စီရဗီဒီယိုပိုင်းမှာလည်းဟိုအသုံးတည့်တဲ့ feature စီပါတယ်အဲ့ဒါဘာလဲဆိုကိုရိုက်ထားတဲ့ဗီဒီယိုတွေကအဓိက highlight တွေကို AI နေပြီးတော့သူ့ဘာသာကောက်ပြီးတော့ highlight ရေးပုံစံမျိုး short video editing လုပ်ပေးနိုင်တာဗောနော်အဲ့ဒါ auto trim ဆိုပြီးတော့ Samsung ကနာမည်ပေးထားတယ်ခုကကိုကဗျာဟိုအပြင်ဟိုခီးတစ်ခုသွားလိုက်တယ်အဲ့ trim မှာ ဗီဒီယိုတွေအများကြီးရိုက်လာတယ်ဒါပေမဲ့ကိုကအဲ့ဒီလောက်မှာပြင်းတယ်ဆိုလို့ရှိရင်အဲ့ဗီဒီယိုတွေကိုကောက်ပြီးတော့ထည့်လိုက်အောင်ပဲအဲ့အမှမှာဒီ auto trim features က auto edit လုပ်ပေးသွားမှာဆိုတော့ဒါလေးကတော်တော်လေးကိုမစိုးဘူးပေါ့နော်ပြီးတော့ဒါကို tablet ကြီးနဲ့လောရတဲ့အခါကျတော့ကျွန်တော်ကြီးကြီးဗျာဟိုသုံးရတဲ့နေရာမှာပို့ပြီးတော့အများကြီးရိုးရှင်းလွယ်ကူသွားစေတယ်ဆိုတော့ဒါဟာကျွန်တော် Galaxy Tab S 10 FE series tablet ကိုစမ်းပြတုံးသဘောချမိတဲ့ Galaxy AI feature စေအကြောင်းကိုပြောပြသွားတာပြောရရင်တော့ဒီ tablet တွေကကျွန်တော်ပုံမှန် spec တွေ hardware design တွေသူ့မှာပါလာတဲ့ Galaxy AI feature စေကိုကောင်းကောင်း အသုံးချမယ်ဆိုတဲ့သူတွေနဲ့ပို့ပြီးတော့ live ဖက်လိုက်မယ်ပေါ့နော်ပြီးတော့ဒီ Galaxy Tab S 10 FE series ကိုဝင်မယ်ဆိုတဲ့သူတွေအတွက်လည်းထုံးစံတိုင်း Samsung ရဲ့ Samsung Galaxy Plus ပါလာမယ်ပြီးတော့3သိန်းတတောင်ခွဲချက်တန်း smartphone ကပါလဲအဲအဲပစိလက်ကြံရှိသလားလက်ဆောင်ရအောင်မယ်အပြင်ပေါ်မှာကျွန်တော်တို့ကိုလာအရေးကြအတိုးမစနစ်နဲ့လဲဝယ်ယူအားပေးလို့ရနိုင်တဲ့အစီအစဉ်တွေလည်းရှိသေးတယ်လို့ပဲပြောရင်အဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ